ငါဖန်တမကီရှန်ကီရှန်နင်တမီကော်ရီကော်ရီတခါကကနက်ပူပီနယ်ရဲ့မြို့ငယ်လေးတမြို့မှာကီရှန်လို့ခေါ်တဲ့စင်းရဲတဲ့ငါဖန်တမတယောက်နေထိုင်ခဲ့ပါတယ်။ကီရှန်မှာမဲမမြင်တမီလေးကော်ရီလည်းရှိပါတယ်။ကော်ရီကမက်ဆီမမြင်ပေမဲ့အယံကိုလပ်ပါပါတယ်။တနည်းမနဲ့စောစောကတွေကငါဖန်ထွက်နေတဲ့ကီရှန်ဟာဘာငါမှမရပဲလက်ပလာနဲ့ပြန်လာရတော့မယ့်အဖြစ်ကိုရင်ဆိုင်နေရပါတယ်။ မနက်ကတည်းကပိုက်ကွန်နဲ့ထိုင်နေတာအခုထိကလုံးတောင်မရှိသေးဘူးငါးတကောင်မှမရဘူးဒီနေ့တော့လက်ပလာပြန်ရတော့မယ်ထင်တယ်လို့တပြင်းချဲ့ရင်သူညင်းညူမိတယ်စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်တော့သူငယ်ချင်းတစ်ယောက်ကဘာကြောင့်စိတ်ပူနေတာလဲလို့မေးပါတယ်ကီရှန်ကသူ့သမီးခေါ်ရီရဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်နေကြောင်းဖွင့်ပြောလိုက်တယ် ဦးလေးတိပြီးသားပဲဂေါ်ရီရဲ့အမေဆုံးပါတော့ပြီးနောက်ဂေါ်ရီရဲ့တာဝန်အားလုံးကျွန်တော်မှရှိတယ်။အခုဂေါ်ရီလည်းကြီးလာပြီ။ဒါပေမဲ့သူ့ကိုဘာပြောရမလဲ။မျက်စိမညင်တာကြောင့်သူ့ကိုဘယ်သူမှလက်ထပ်မှာမဟုတ်ဘူး။ဒီလိုကိစ္စမျိုးမှကျွန်တော်ဘာလုပ်တဲ့လဲလို့မေးလိုက်တယ်။ သူငယ်ချင်းကလည်းစိတ်မပူပါနဲ့ကီရှန်အနန္တတန်ခိုးရှင်ကကျွန်တော်တို့ကိုအမြဲတမ်းစံသက်တယ်။ဒါကြောင့်ရဲရဲဝံ့ဝံ့ဆောင်ရွက်ရမယ်။လိုအပ်ရင်လက်မလျှော့တင်ဘူးလို့အားပေးစကားပြောပါတယ်။ကီရှန်ကလည်းဦးလေးပြောတာမှန်ပါတယ်။ကျွန်တော်အရာအလုံးကိုကန်ကြမပေါ်မှာပဲခြံထားတင်လေ။ကဲဘာပဲပြောပြောကန်ကောင်းပါစေ။အဲ့ဒါကိုဘသူကပြောင်းလဲနိုင်မလဲလို့ပြောပြီးငါးဖမ်းဖို့မိကန်မားကိုထပ်သွားခဲ့ပါတယ်။ကော်ရီဦးမြလုံး ညနေဆောင်တော့ကိရှန်ဟာငါအနှဲငယ်သားရခဲ့တယ်ဒီငါလေးတွေနဲ့တနက်စာပဲဆိုင်းနိုင်မှာသာသူစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်တော့ဂေါရီကဝမ်းနည်းနေတဲ့မျက်နှာနဲ့အပြစ်မှထိုင်နေတာကိုတွေ့လိုက်ရတယ်ဖေ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 လာပြီဒီနေ့ဖေဖေအရန်နောက်ကြတယ်ဖေဖေတိတယ်မလားကျွန်တော်ဒီနေ့တယောက်တည်းပြင်မှမသွားနိုင်ဘူးလို့ဂေါရီကပြောတယ်ကိရှန်ကသမီးလေအရေးကြီးတာကဒီနေ့ငါတကောင်မှမရဘူးအဲ့ဒါကြောင့်နင်းနဲ့နောက်ကျသွားတယ်စိတ်မပူပါနဲ့မနေ့ဖြန်ကစားပြီးသမီးလဲကျွန်တော်နဲ့လိုက်လာပါဒီနေ့နဲ့ဖေဖေ ျွန်တို့ကိုစိတ်ပူစရာမလိုဘူးလို့ပြောလိုက်တယ်။ကော်ရီကလည်းဖေဖေအထွတ်ကျွန်တို့စိတ်ပူလိမ့်မယ်လို့ပြန်ပြောတော့ကီရှန်ကဘာလို့လဲသမီးဟုတ်ကဲ့အဆင်ပြေလိမ့်မယ်လို့ပြောပြလိုက်တယ်။နောက်နေ့မနက်စောစောမှာပဲကီရှန်နဲ့ကော်ရီတို့ငါးဖန်ချက်လာကြတယ်။မစ်ကာနာရောက်တော့ကီရှန်ကသမီးတို့ရောက်ပြီးအခုလေပေါ်မှာအဆင်ပြေအောင်ထိုင်ပါပြီးရင်ငါများသွားမယ်လို့ပြောတယ်။ ကော်ရီကဖစ်ဖေးလဲကြမှာမဟုတ်ဘူးနော်လို့စိုးရင်တကြီးမေးတော့ကီရှန်ကတမီးလေမဟုတ်ပါဘူးအေးအေးဆေးဆေးထိုင်ပါလို့အပေးလိုက်တယ်။မျက်စိမမြင်တဲ့ကော်ရီဟာလေပေါ်မှာညင်သက်စွာထိုင်နေပြီးကီရှန်ကငါဖမ်းဖို့ထွက်လာခဲ့တယ်။ဘီလူးနဲ့နတ်တမီးဒါပေမဲ့အဲ့ဒီနေ့မှလည်းငါတကောင်ပါမမိဘူး။ပီရှန်ဟာရအတော်ကြာငါတကောင်မှမဖမ်းမိတာကိုတွေးရင်းစိတ်တကြနေတယ်။ဒီအတိုင်းဆက်သွားနေရင်တမီးနဲ့ကျွန်တော်နှစ်ယောက်လုံးအစာငတ်ပြီးတည်လိုက်မယ်လို့သူတွေးနေတော့ကီရှောလို့ခေါ်တဲ့ငါဖမ်းသမားတစ်ယောက်ကအထုလေးနဲ့ရောက်လာတယ်။ ကီရှောကဂေါရီကိုမြင်တော့ဟေးကီရှန်အကိုဒီနေ့မဲဘသူကိုခေါ်လာတာလေဒီကောင်မလေးကဘသူလဲလို့မေးတယ်။ကီရှန်ကဒါကျွန်တော်တမီခေါ်ရီလို့ပြောတော့ကီရှောကမဲမမဲမမြန်တမီတယောက်ရှိတယ်မဟုတ်လား။ကောင်းပြီဖျားတခင်ကအလှတယောက်မှချွေရွင့်ချက်ကိုမထားခဲ့ဘူး။မင်းကိုကြည့်ဖို့မေ့သွားတယ်ထင်တယ်လို့ခနဲ့တဲ့ပြောလိုက်တယ်။ကီရှန်ကစိတ်ဆိုးပြီးအကိုဘာပြောနေတာလဲကြည့်ပါဦး။တမီကဖြစ်ချင်တယ်လို့ပဲမင်းကကျွန်တော်အကရအလှပါဆုံးနဲ့အကောင်းဆုံးပဲလို့ခေါ်ရီကိုကာကွယ်လိုက်တယ်။ကီရှောလည်းကောင်းပြီ အကိုကျွန်တော်ဒေါသဆိုတာဘာလဲဆိုတာကိုနားလည်ခဲ့တယ်။နောက်ပြောင်နေတာမင်းစိတ်မကောင်းရင်ကျွန်တော်ဒီနေ့ထွက်သွားမယ်လို့ပြောပြီးထွက်သွားတယ်။ကီရှောရဲ့စကားကြောင့်ဂေါရီစိတ်မကောင်းဖြစ်ပြီးဝိုင်းနေနေတာကိုကီရှန်ကတတိထားမိတယ်။သမီးဂေါရီဘာဖြစ်သွားတာလဲ။ဘာလို့နှုတ်ဆက်နေတာလဲ။သမီးကိုကြည့်ပါ။ဒီလိုလူတွေပြောတာကိုလုံးဝကရုမဆိုင်နဲ့။အိုးဒါသူတို့အလုပ်တယ်။သူတပားပြောတာကိုနားထောင်ရဲမောပြီးရဲမောလိုက်ပါ။ဒါပေမဲ့အာယုံစိုက်မနေပါနဲ့။ဟုတ်တယ်မလားသမီး။လိုကီရှန်ကပြောတော့ဖေဖေကျွန်တော်အဆင်တည်တယ်။ကျွန်တော်ကရုမဆိုင်လို့ ကဘာကဖာဖြိုးဖြိုးဖေဖေကိုကိုချက်လာဒါကကျွန်တော်အတွက်လုံးလောက်တယ်လို့ပြန်ဖေးတယ်။ကီရှန်ကဟုတ်တယ်ကောင်းတယ်ကျွန်တော်တမင်မင်းရဲ့အတွေးကိုကျွန်တော်အယမ်းကြိုက်တယ်လို့ပြောပြီး